အလုပ်ပဲ Microsoft Word မှာ shortcut ကြီးများလို့လို့မိနေကြပြီလားအဲ့လိုမိနေပြီဆိုရင်ကျွန်တော်ဘယ်လိုပြန်ကြည့်ရမလဲဆိုတာကိုသိရှေကျွန်တော်အနောက်လိုက်ရပါခင်ဗျာ အားလုံးပဲမင်္ဂလာပါခင်ဗျာ MMC ကုမ္ပဏီတင်တဲ့ပေးစာနဲ့ကြိုဆိုပါရစေခင်ဗျာအဆိုကျွန်တော်စားလိုက်ရအောင်အရင်ဆုံးကျွန်တော်တို့ Microsoft Word ထဲဝင်လိုက်ပါ Microsoft Word ထဲဝင်ပြီးတော့ကျွန်တော်ဒီ menu bar မှာရှိတဲ့ကျွန်တော်တို့ view ဆိုတာလေးကိုတစ်ချက်လိုက်လိုက်ပါ view ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်ဒီရဲ့ macro နဲ့လိုက်ပါ macro နှိပ်ပြီးတော့ကျွန်တော်ဒီရဲ့ view micro နဲ့ပြလိုက်ပါပြီးတော့ကျွန်တော်အဲ့ဒီမှာ li s t c o M M P N D S လေး comment ဆိုရရလိုက်ပါပြီးရိုက်2ကို red ဆိုတာလေးနေပြလိုက်ပါ red ဆိုတာလေးနေပြီးရိုက်မှာပေါ်လာရင်ကျွန်တော်တို့ဒီကောင်ကို okay လို့နေပြလိုက်ပါ okay လို့နေပြီးပြီးရိုက်ဆိုကျွန်တော်တို့ဒီမှာကိုတိရှင်တဲ့ shortcut ကြီးကိုဒီမှာလိုက်ရှာနိုင်တွေ့တော့ပါလိမ့်မယ်အားလုံးပဲစမ်းကြည့်ကြပါခင်ဗျာ